အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လန်ခီးမှာဆက်ထိုးရတဲ့ဒီဖြစ်နိုင်တဲ့စီတိုင်ကြီးတွေကစီပန့်ကြောင်ကိုဘူဒ္ဓရပြင်မြောက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့စီပန့်ဆိုတာအင်ဂျင်လေပတ်ဖို့အတွက်စီပေးစနစ်မှာမရှိမဖြစ်ရေးပါတယ်ပစ္စည်းတစ်ခုဖြစ်ပါတယ်စီပန့်တွေမကောင်းတဲ့အခါကားမောင်းနေရင်လန်ခီးမှာဆက်ထိုးဒေတာတွေဖြစ်နိုင်တယ်လို့ကားရက်ထားပြီးမှဆက်ပြန်နှိုးလို့မရရည်လဲကြုံရတတ်ပါတယ်အခုလိုမျိုးစီပန့်တွေကိုအဓိကပျက်စီးစေနိုင်တဲ့အချက်နှစ်ခုရှိပါတယ်နံပါတ်၁ကစီလက်ကြံနင်းအောင်မောင်းခြင်းဖြစ်ပါတယ်။စီပန့်တွေကစပြီးလက်ပတ်တဲ့အခါမှာသူ့ရဲ့အတွင်းထဲမှာရှိတဲ့ ကာဗွန်နေနဲ့ပွတ်တိုက်ပြီးတော့မှလက်ပတ်ရတာဖြစ်တာကြောင့်ကြာကြာလှုပ်လှုပ်ပါများလို့ရှင်စီပန်းပူလာတတ်ပါတယ်ဒီပူတွေကိုဆွန်းထုတ်နိုင်ဖို့အတွက်စီတိုင်ကြီးထဲမှာစီလက်ကြံရှိနေဖို့လိုအပ်ပါတယ်စီတိုင်ကြီးထဲမှာစီလက်ကြံနေတဲ့အခါတွေမှာစီပန်းပူလာပြီးတော့လန်ခီးမှာရုတ်တရက်စီပန်းပြတ်သွားတာကြီးကြုံရနိုင်ပါတယ်။ဒါကြောင့်စီတိုင်ကြီးထဲမှာစီလက်ကြံအနည်းဆုံး၄ပုံ၃ပုံလောက်ရှိသင့်ပြီးတော့စီလက်ကြံအရန်ထဲမှာစီသွောဖြည်တာတွေ၊ဒိုင်းခွေမီလင်းမှာစီသွောဖြည်တာတွေကိုလုံးဝရှောင်ရှားသင့်ပါတယ်။ နံပါတ်2ကတော့စီဖီတာပုံမှန်မလဲခြင်းဖြစ်ပါတယ်။စီဖီတာဆိုတာစီထဲမှာပါတဲ့အနေအနှစ်တွေအမှုံမွှားတဲ့အညစ်အကြေးတွေကိုအင်းကြီးမီးလောင်ခံတဲ့ကိုမရောက်စေဖို့အတွက်စစ်ထုတ်ပေးရတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။ဒီလိုမျိုးအနေအနှစ်တွေကိုစစ်ထုတ်ပေးရတာကြောင့်ကြာကြာအသုံးပြုပါများလာရင်စီဖီတာကကြီးပိတ်ဆို့လာတတ်ပါတယ်။စီဖီတာတွေကြီးပိတ်လာတာကိုပုံမှန်မလဲဘူးဆိုလို့ရှိရင်စီပန့်တွေကလိုအပ်တာထက်ပိုပြီးတော့တွန်းရတာဖြစ်တဲ့အတွက်စီပန့်မှာကြာလာရင်ပျက်စီးသွားနိုင်ပါတယ်။ဒါကြောင့်စီဖီတာတွေကိုလည်းပုံမှန်စစ်ဆေးပြီးတော့လိုအပ်ရင်လဲလှယ်ပေးသင့်ပါတယ်။ဒီနေ့ကတော့စီပန့်တွေပြက်ပြီးလမ်းမှာဆက်ထိုးသေးတယ် ာတွေမဖြစ်အောင်လို့အထက်ပါနှစ်ချက်ကိုဘုသူရာဖြင့်မျှဝေပေးခြင်းဖြစ်ပါတယ်။အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။